အိန္ဒိယနိုင်ငံတောင်ပိုင်းမှာစနေနေ့ကနိုင်ငံရေးစီးရုံးပွဲတစ်ခုတွင်လူအုပ်ပိမိပြီးလူအနည်းဆုံး39ယောက်သေဆုံးသွားပါတယ်။လာမယ့်နှစ်ပြည်နယ်ရွေးကောက်ပွဲအတွက်နာမည်ကြီးတမီးသရုပ်ဆောင် VJ ကမဲဆွယ်စီးရုံးနေတဲ့အချိန်မှာဖြစ်ပွားခဲ့တာပါ။လူ90ကျော်တန်ရာရရှိခဲ့တယ်လို့တမီးနာဒူပြည်နယ်အရာရှိတွေကပြောပါတယ်။သေဆုံးသူတွေထဲမှာအမျိုးသမီးအနည်းဆုံး18ဦး၊အမျိုးသား13ဦးနဲ့ကလေး9ဦးပါဝင်တယ်လို့ဆိုပါတယ်။ VJ ရဲ့ပါတီကပေးပို့တဲ့ဗီဒီယိုမှာတော့လူထောင်ပေါင်းများစွာက VJ တရားဟောတဲ့ကားကိုဝိုင်းရံထားပြီး တခြားပုံတွေမှာတော့ VJ ကမူးမိတ်လဲကျသွားတဲ့သူ့ကိုထောက်ခံသူတွေကိုရေတံဘူးတွေပြစ်ပေးနေတာပါလူအုပ်ကထိမတိုင်းသိမရဖြစ်လာချိန်မှာရဲလုံခြုံရေးတွေကိုအကူအညီတောင်းခံနေတာကိုတွေ့ရပါတယ် VJ ဟာပြီးခဲ့တဲ့နှစ်ကသူ့ရဲ့နိုင်ငံရေးပါတီကိုထူထောင်ခဲ့ပြီးတဲ့နောက်ပိုင်းသူ့ရဲ့လူလူစည်းရုံးပွဲတွေမှာလူအများပြားကိုဆွဲဆောင်နိုင်ခဲ့ပါတယ် VJ ရဲ့လူလူစည်းရုံးပွဲတွေအခုလိုလုံခြုံရေးစိုးရိမ်စရာတွေဖြစ်တာဒါပထမဆုံးအကျိန်မဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်အောက်တိုဘာလကလည်းအခုလိုပဲသူ့ရဲ့ပထမဆုံးနိုင်ငံရေးလူလူစည်းရုံးပွဲပြီးမှ လူအနည်းဆုံး6ဦးသေဆုံးခဲ့တယ်လို့သတင်းတွေမှာဖော်ပြပါတယ်။စနေနေ့ကလူထိခိုက်သေဆုံးခဲ့မှုအတွက် BJ ကိုရိုင်းရောအိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကပါသူတို့ရဲ့လူမှုကွန်ရက် X မှာဝန်ထဲစကားရေးသားပြပခဲ့ကြပါတယ်ခင်ဗျာ။